အားလုံးပဲမြင်ပါပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကလည်းကြိုတင်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးတွေနဲ့ဒါအာဆင်နယ်အသင်းဒီညမှာကစားသွားမယ့် Champions League ပွဲစဉ်၃နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တည်ထားရတဲ့အကြောင်းအရာလေးတွေကိုဒါကျွန်တော်ဒီကိုနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်နေတယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဗီဒီယိုတင်တာအရင်နောက်ကျနေပြီဖြစ်တဲ့အတွက်ဒါကျွန်တော်လည်းဒါဘယ်လိုပြောမလဲဒီတနေ့ကုန်လည်းလုံးဝဒါဟိုဘယ်လိုပြောမလဲမနာအသေးဘူးပေါ့လေမနာအသေးဘူးဒါကျွန်တော်ခုမှပြန်ရောက်တယ်ဒါရေမိုးချိုးပြီးဒါကျွန်ညီကိုတွေယူနေဒ ါကျွန်တော်သိထားရတဲ့သတင်းကြောင်းရလေးဒါကျွန်တော်နေနေနည်းနည်းလောက် sharing လာလုပ်ပေးတာဒါဘလုံးမဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အားလုံးကလည်းဒါတည်ပြီးသားဖြစ်မှာပဲဒါတချို့တွေဆိုလည်းဗီဒီယိုတွေတော်တော်များများတင်ပြီးပြီဒါပွဲကျုံ30ချက်တွေပါတယ်အကုန်လုံးတင်ပြီးဖြစ်တဲ့ဖြစ်တဲ့အတွက်ဒါကျွန်တော်နေနဲ့ပွဲကျု30ချက်အနေနဲ့တော့ဒါကျွန်တော်နေအသေးစိတ်တွေကြာကျွန်တော်နေပြောသွားမှာမဟုတ်ဘူးဒါဒီနှစ်သင်းက ဒါဘယ်လိုပြောရမလဲဒီညပွဲစဉ်နေတဲမှာဆိုရင်ဒါတာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တာပြိသက်အများစုကသတ်မှတ်ခြင်းခံရတယ်လို့ဒါသတင်းမီဒီယာတွေကလည်းဒါလုံးဝဖော်ပြထားတယ်ဒီပွဲစဉ်ကတကယ်ကိုကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဒါဖော်ပြထားတာမျိုးတွေရှိတယ်ဒါပြီးရပြီဆိုလို့ရှိရင်ဒါ Atletico Madrid ကဒါအခုဆိုလို့ရှိရင် Champions League ပွဲစဉ်၃မကန်ခင်ဒါပွဲစဉ်2ဆိုလို့ရှိရင် ပွဲစဉ်2မှာဆိုလို့ရှိရင်ဒါသူတို့အနေနဲ့ဒါနှစ်ပွဲကံပြီးတဲ့အချိန်မှာ Champions League မှာပေါ့လေနှစ်ပွဲကံပြီးတဲ့အချိန်မှာတစ်ပွဲနိုင်တစ်ပွဲတည်ရေဆိုတဲ့ရလမျိုးနဲ့ ဒါလေးမှတ်ရရှိထားတယ်ဒါအဆင့်တစ်ဆင့်မှာယက်တီနေတယ်ကျွန်တော်အာဆင်နယ်သင်္ကာတော့ ဒါနှစ်ပွဲကန်နှစ်ပွဲနိုင်ဆိုပြီးတော့ဒါ6မှတ်ရရှိထားတယ်ဒါအဆင့်9မှာရက်တည်နေတယ်ပေါ့လေဒါတော့အဆင့်ရက်တည်မှုတွေပေါ့ဒါပြောရဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ဒါနောက်ဆုံးဒါကန်ထားတဲ့9ပွဲမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကရှုံးပွဲမရှိထားဘူးဒါပြောရပြီဆိုလို့ရှိရင်အက်တလတီကိုမက်ဒရစ်ရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲလုံးမှာဒါတို့အနေနဲ့ရှုံးပွဲမရှိထားဘဲနဲ့ဒါတည်ရနှစ်ပွဲအနိုင်3ပွဲဆိုပြီးတော့ဒါမျိုး ဒီလိုရလာမျိုးတွေရှိတယ်ဒါအက်တလတီကိုမက်ထရစ်ကဒါဘယ်လိုပြောမလဲရီယယ်မက်ထရစ်လိုအသင်းမျိုးကိုတော့၅ဂိုး၂ဂိုးဆိုတဲ့ဒါရလာမျိုးနဲ့ဒါတနည်းပြဂိုးပြတ်ပေါ့လေဒါဂိုးပြတ်ရလာမျိုးနဲ့ပေါ်ဆောင်ထားပြီးတော့အကန်နာတဲ့အသင်းတသင်းပေါ့လေသူတို့အနေနဲ့ဒီ၅ပွဲထဲမှာဆိုလို့ရှိရင်ဂိုးပြတ်နိုင်ပွဲ၂ပွဲထိပါပြီးတော့ဒါချင်းမြောင်းနဲ့ရလာ1ဆိုတဲ့ဒါအနိုင်ရလာမျိုးနဲ့လည်းနိုင်ထားတာမျိုးတွေရှိတယ် ။ဆိုတော့ဒါကျွန်တော်တို့ဒီအသင်းနဲ့ပတ်သက်ပြီးတော့ဒီအသင်းရဲ့ကစားပုံကတော့ဒါကွင်းလယ်ကိုတော်တော်လေးစိုးမိုးပြီးကစားတဲ့ပုံစံမျိုးကျွန်တော်အနေနဲ့ဒါတွေ့ရတယ်။ပြောရပြီဆိုလို့ရှိရင်ဒါအက်တလတီကိုမက်ထရစ်ကဒါပြောရဆိုလို့ရှိရင်ချင်းချင်းတန်းတန်းကစားတဲ့အသင်းထဲမှာပါတယ်။ဆိုတော့ဒါသူတို့အနေနဲ့ဒီအသင်းအနေနဲ့ကတော့ကျွန်တော် ဟိုကျွန်တော်အနေနဲ့အများကြီးပြောစရာမရှိဘူးဘာလို့လဲဆိုလို့ရှင်ကျွန်တော်ပြိတက်တွေလည်းတီးပြီးသားကျွန်တော်ညကိုတွေလည်းအများဆုံးတီးပြီးသားပဲအက်တလက်တီကိုမက်ထရစ်ဆိုတာနဲ့အကျဉ်းတန်းတန်းကစားတဲ့အတင်းတင်းနဲ့မှပါတယ်ဆိုတာဒါကျွန်တော်တို့ညကိုတွေအကုန်လုံးတီးပြီးသားပဲဗျာအဲ့တော့ကျွန်တော်အနေနဲ့ဘာမှအသေးစိတ်ကျွန်တော်အနေနဲ့ပြောသွားတာပြောသွားမှာမဟုတ်ဘူးအဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါနီးပြားနှစ်ယောက် ကဒါဘယ်လိုပြောမလဲဒီနေ့မှာဆိုလို့ရှိရင်ဒါသတင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ဒီသတင်းသာရှင်းလင်းပွဲပြုလုပ်တဲ့နေရာမှာဒါသူတို့ပြောကြားထားတဲ့အကြောင်းအရာလေးတချို့ကိုဒါစိတ်ဝင်စားစရာပေါ့လေဒါအကြောင်းအရာလေးတချို့ကိုဒါကျွန်တော်ညီကိုတွေကိုကျွန်တော် sharing လုပ်ပေးသွားခြင်းနဲ့ဒါအရင်ဆုံးအနေနဲ့ Atletico Madrid ရဲ့နီးပြကိုဒါသတင်းမီဒီယာတွေရဲ့မေးမြန်းထားတဲ့ပုံမှာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမြင်မိလဲဒါဘယ်လိုမျိုးပြင်ဆင်ထားလဲဆိုပြီးတော့ဒါမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်မှာတော့ဒါ Atletico Madrid ရဲ့နီးပြကဒါပြောထားလဲဆိုတော့ဒါအ ာဆင်နယ်အသင်းကဒါဘယ်လိုပြောမလဲယာတီသူတို့လိမာယာတီစတဲ့ကတကယ်ကိုကောင်းမွန်တဲ့အသင်းတင်းဖြစ်ရှိနေပြီးတော့ဒါချန်ပီယံလိမာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့တော်တော်လေးချိန်နေကောင်းနေတယ်မီကေအာတေတာကဘယ်လိုပြောမလဲ ဟိုသူ့ရဲ့မူအမူအကျင့်တွေကိုမဖြောက်တတ်တဲ့သူတယောက်ဆိုတော့လေကျွန်တော်ကောင်းကောင်းသိထားတယ်သူတို့ကစားဖို့ကိုလေကျွန်တော်တို့အများကြီးလေ့လာထားပြီးတော့ကျွန်တော်တို့ကဒီပွဲစဉ်နဲ့ပတ်သက်ပြီးအကောင်းဆုံးပြင်ဆင်ထားတယ်ဒါဘယ်လိုပြောမလဲဒီမှာကျွန်တော်တို့အနိုင်၃မှတ်ယူပြီးတော့ဒါဟိုအနိုင်၃မှတ်ယူပြီးတော့သူတို့အနေနဲ့ဘယ်လိုပြောမလဲစပိတ်မျိုးပြန်မယ်အဲ့ဒီတော့လေသူတို့အနေနဲ့ဒီဘယ်လို Emirates Stadium ကိုရောက်နေပါပြီဆိုပြီးတော့ဒါသတင်းမီဒီယာတွေကိုသူ့အနေနဲ့ပြန်ပြောထားတယ်အဲ ဒါကတော့ဘယ်လိုပြောမလဲအတလတီကိုမက်ထရစ်ရဲ့နီးပြရဲ့ပြောကြားချက်ပေါ့လေဒါကျွန်တော်အာဆင်နယ်အသင်းရဲ့မီကေအာဒီတာရဲ့ပြောကြားချက်ထဲမှာဆိုလို့ရှိရင်မီကေအာဒီတာကိုသတင်းမီဒီယာတွေကဗာမေးလဲဆိုတော့ဗျာအဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အဲဘယ်လိုမျိုးပြင်ဆင်ထားလဲပေါ့လေဒါတက် ုံစံလူပဲပေါ့မေးတာတော့ပုံစံလူတွေပဲမေးထားတာဖြစ်တဲ့အတွက်ဒါကတော့ဘာမှပြောနေစရာမရှိဘူးအဲ့ဒီအချိန်မှာမိကေအဒိတာကဘာပြန်ပြောခဲ့လဲဆိုတော့အဲကျွန်တော်တို့အနေနဲ့အကောင်းဆုံးပြင်ဆင်ထားတယ်ဒီပွဲစဉ်ကိုအကောင်းဆုံးအာယုံစိုက်ကစားသွားမယ်ကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုပြောမလဲထူးချွန်တဲ့စွမ်းဆောင်ရည်တွေရှိနေရင်ဒါမြင်မာတဲ့ဟိုဘယ်လိုပြောမလဲကိုရလက်တွေနဲ့ကျွန်တော်တို့အနိုင်ရရှိဖို့ထက်ကျွန်တော်တို့အနိုင်သေးကြတဲ့အလုပ်တွေကိုပဲဒါကျွန်တော်တို့သေချာ အယုံဆိုင်လုတ်သွားမယ်ဆိုပြီးတော့ MKR data ကပြောကြားထားတယ်ဒါတစ်ဆက်တည်းမှာပဲမီဒီယာတွေကထပ်မေးတာကဒါဒီယာဒီမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါပေကိုပြိုင်ပွဲဆုံးပေါ့လေပေကို3ဂိုးပဲရှိထားသေးတဲ့အပေါ်ဒါ MKR data အနေနဲ့ဘယ်လိုမြင်မိလဲဆိုတော့အပေါ်မှာတော့ဒါကောင်းတဲ့အချက်တစ်ချက် ဖြစ်တယ်ဆိုပြီးတော့ Mikey data ကဖြေထားတယ်ဒါကတော့ကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်ဒါကျွန်တော်တို့ဟိုဘယ်လိုရမလဲအစုအဖွဲ့ကတကယ်ကိုလောအားနှုံကောင်းကောင်းနဲ့ဒါကျွန်တော်တို့အတိုင်ပေါက်ညီညီအလုပ်လုပ်တဲ့အပေါ်မှာဒီလိုမျိုးပေးကိုသုံးကိုပဲရှိတာကတကယ်ကိုကောင်းတဲ့ရလဒ်တစ်ခုဖြစ်ပြီးတော့ဒီပွဲစဉ်တော့လည်းအများကြီးအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုပြီးတော့ဒါ Mikey data ကပြောကြားထားတယ် အဲဒီနေရာမှာကျွန်တော်တို့ကျွန်တော်အမြင်ပေါ့လေဒါဘယ်လိုပြောမလဲနီးပြနှစ်ယောက်ရဲ့ပြောစကားတွေထဲမှာဆိုလို့ရှိရင်အက်တလက်တီကိုမက်ထရစ်နီးပြပြောစကားတော့ဒါပြောမယ်ဆိုရင်ယမီခီအာဒီတောင်းနည်းနည်းလေးစွပေးထားတဲ့သဘောပေါ့ဗျာဒါတော့ဟိုဘာဖြစ်ဖြစ် ဟိုဒီလိုပွဲစဉ်တွေမှာမှဒီလိုစကားစစ်မထိုးဘူးဆိုလို့ရှိရင်ဘယ်လိုပွဲစဉ်တွေမှာစကားစစ်ထိုးမလဲဟုတ်တယ်မလားဒါကတော့အခုမှဗျာဒါကတော့ပြောမယ်ဆိုအမှတ်ပေးပွဲစဉ်လေးပဲရှိသေးတာဖြစ်တဲ့အတွက်ဒါကတော့ဘာမှတိတ်ပြီးတော့အရေးကြီးတဲ့အထဲမှာလည်းမပါတလို့ဒါဘာဖြစ်ဖြစ်ဟိုအသင်းရဲ့ဂုံတိတ်ခအရာနိုင်ပွဲတွေဟိုဘယ်လိုပြောမလဲစက်နေရင်တော့အကောင်းဆုံးပဲပေါ့ဗျာဘာဖြစ်ဖြစ်ဘယ်အသင်းပဲဖြစ်ဖြစ်ကျွန်တော်အာဆင်နယ်အသင်းဆိုလို့ရှိရင်လည်းဒါဟိုချန်ပီယံလိနှစ်ပွဲကံပြီးပြီနှစ်ပွဲလုံးနိုင်ရတယ်ဒီပွဲစဉ်ထပ်နိုင်ရင်ဒါသုံးပွဲလုံးနိုင်မယ်ဒါဒီ နိုင်တယ်ပွဲတိုင်းနိုင်တယ်တော့အကောင်းဆုံးပဲဗျာဒါပေမဲ့ဘာဖြစ်ဖြစ်ပါအာဆင်နယ်အသင်းကိုဒါကျွန်တော်တို့တွေအားပေးခဲ့တယ်ဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့အရေးချင်းတွေကိုကျွန်တော်တို့တွေတီးပြီးသားပဲကျွန်တော်တို့အာဆင်နယ်အသင်းဒီယာဒီမှာဘလို့တွေဒါလုတ်ပြနေတယ်ဆိုတော့ကျွန်တော်ညီကိုတွေအာဆင်နယ်ပြိတက်ညီကိုတွေအကောင်လုံးတီးပြီးသားပဲဒါလိုအပ်တဲ့နေရာတွေရှိတာဖြစ်တည်တိုင်အောင်အာဆင်နယ်အသင်းရဲ့ MKR data အကောင်းဆုံးဖြည့်တင်းသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ကျောင်းညကိုရောဘလို့ထင်းလဲဒီညပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကောမမဝင်အောင်မချက်ပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်